မိတ်ဆွေတို့စစ်ကြီးအတွင်းကအမေရိကန်ရဲ့မိသားစုဘဝဟာဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာစဉ်းစားဖို့ပါတလားဒီနေ့မှာကဲဗင်အိုဘရိုင်ယန်ရဲ့ The Enemy at Home စာအုပ်ကိုတင်ဆက်ပေးသွားမှာပါစစ်အတွင်းကကြောက်မဖွယ်ရတွေပြုတ်ဝက်ချက်တွေနဲ့မိသားစုဝင်တွေရဲ့ရုန်းကန်မှုတွေကိုတွေ့မြင်ရမှာပါကဲဗင်အိုဘရိုင်ယန်ဟာနာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့စုံထောက်ဝတ္ထုတွေကိုရေးသားလေးရှိပါတယ်သူ့ရဲ့စာအုပ်တွေဟာလူအများရဲ့စိတ်ဝင်စားမှုကိုခံရပြီး အမေရိကန်ရဲ့တမိုင်းကြောင်းတွေကိုလည်းလေ့လာနိုင်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းဆေးဆရာဝန်ဖြစ်တဲ့ပြီဟာအာဖရိကမှာစစ်မှုထမ်းဆောင်နေပါတယ်။သူ့ရဲ့ဇနီးနိုရာကကလေးနှစ်ယောက်ဖြစ်တဲ့ခရစ်နဲ့ဂျိန်းတို့ကိုစီရက်တဲမြို့မှာစောက်ရှောက်နေပါတယ်။နိုရာတို့မိသားစုဟာဂျပန်အမေရိကန်တွေဖြစ်တဲ့ဟာရာမိသားစုကိုကူညီခဲ့တာကြောင့်အိမ်ကြီးချင်းတွေရဲ့အထီးကျန်ဆန်တဲ့ဆက်ဆံရေးကိုခံနေရပါတယ်။တညမှာနိုရာဟာထူးဆန်းတဲ့အတန်တွေကြောင့်နိုးလာပါတယ်။စစ်ကြောင့်တမျိုးလုံးမှောင်မဲနေပြီး စိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နှက်နေပါတယ်။နိုယာတယောက်တည်းသတ်မိတွေကိုဘယ်လိုကောက်ွယ်မလဲ။စစ်ဖြစ်တော့အမျိုးသမီးတွေလည်းစက်ယုံတွေမှာအလုပ်ဝင်ကြရပါတယ်။နိုရာလည်းဘိုးရင်းစက်ယုံမှာရိုစီသီရီဘက်တာဖြစ်အလုပ်ဆောင်ဝင်ပါတယ်။စက်ယုံမှာအမျိုးသမီးတွေကိုခွဲခြားဆက်ဆံတာတွေလူမျိုးရေးခွဲခြားတာတွေရှိပေမဲ့ဖရန်နဲ့ကော်နီလိုနဲ့ခင်မင်သွားပါတယ်။တချိန်တည်းမှာပဲအမျိုးသမီးစစ်ဝန်ထမ်းတွေကိုပြစ်မှတ်ထားတဲ့လူတက်သမားပေါ်လာပါတယ်။ ထမဆုံးမျိုးသမီးဖြစ်တဲ့လိုရက်တာဘရိုင်ယန်ဟာအသက်ခံရတော့တမျိုးလုံးကြောက်လန့်ကုန်ကြပါတယ်။ဟာရာမီသားစုကိုကူညီခဲ့တဲ့နိုရာရုမီသားစုဟာအိမ်ဖြစ်စီခံရခြင်းအမုန်းစကားတွေပြောခံရခြင်းတွေကိုခံစားရပါတယ်။နိုရာဟာသားသမီးတွေကိုဘေးကင်းအောင်ထားဖို့ကြိုးစားပေမဲ့သားဖြစ်သူ ခရစ်ကလည်းလှုပ်ဝက်တဲ့အရာတွေလုပ်နေတာကိုသတိထားမိလာပါတယ်။ခရစ်တယောက်ညဘက်တွေမှာအပြင်းထွက်သွားတာကိုနိုရာသတိထားမိလာပါတယ်။ခရစ်ဟာမျိုးရဲကအကြံဖတ်မှုတွေမှာပါဝင်နေမလားဆိုပြီး စိုးရိမ်နေပါတယ်။မိသားစုဝင်တွေကြားထဲမှာလည်းလှုပ်ဝက်ချက်တွေများလာပြီးလူရရဲ့ယုံကြည်မှုတွေလည်းတဖြည်းဖြည်းနှဲလာပါတယ်။ဂျိုးဆလက်ထရီဆိုတဲ့မျိုးသားတစ်ယောက်ကနူရာတို့အိမ်မှာအခန်းကားနေပါတယ်။ဂျိုးဟာနူရာကိုနှစ်သိမ့်မှုပေးနိုင်တယ်လို့စိတ်မသက်မသားလည်းဖြစ်စေပါတယ်။ဂျိုးကခရစ်နဲ့လည်းခင်မင်သွားပါတယ်။ဂျိုးဟာသူ့ရဲ့ပျောက်ဆုံးနေတဲ့အကူဂျက်ဆင်ကြောင့်ကိုစုံစမ်းနေတာဖြစ်ပြီးဂျက်ဆင်ရဲ့ကံကြမ္မာကနိုရာရဲ့အကူရေးနဲ့ဆက်ဆက်နေပါတယ် စီရတဲမျိုးဟာစစ်ကြောင်ပြောင်းလဲသွားပါတယ်စစ်ကြောင်စာဝတ်နေရေးကျက်တဲလာတယ်လို့အမျိုးသမီးတွေလည်းအလုပ်တွေလုပ်လာကြပါတယ်အမျိုးသမီးတွေဟာလေးစားမှုနဲ့ရှင်တန်ရက်တီရဲ့အတွက်ရုန်းကန်နေရပါတယ်နိုယာဟာအလုပ်လုပ်တဲ့အမျိုးသမီးတစ်ယောက်မိခင်တစ်ယောက်နဲ့ကာကွယ်သူတစ်ယောက်ဖြစ်ရုန်းကန်နေရပါတယ်လူရက်တာဘရိုင်ယန်အသက်ခံရတော့လူတွေတော်တော်လေးလံသွားကြပါတယ်လူသက်သမားရဲ့နီလန်းကထူးဆန်းပါတယ် နိုင်လွန်စတော့ကင်နဲ့လေဘေးညစ်တက်ပြီးအလုတမပေါင်းပြီးကို စုတစ်ခုလိုပြတ်တတ်ထားကနှက်ခန်းနီနဲ့ရေနေတဲ့ပုံစံကိုရေးဆွဲထားပါတယ်။ရဲတွေကလည်းဘာလို့ရမှန်းမသိဖြစ်နေပြီးစီရတဲမျိုးကအမျိုးသမီးတွေလည်းကြောက်လန့်နေကြပါတယ်။အမျိုးသမီးတွေအသက်ခံရတော့တန်တရာတွေကလည်းပုံများလာပါတယ်။ကော်နီရဲ့တငယ်ချင်းဖြစ်သူရောဂျာဟာလူတက်မှုနဲ့မဆိုင်ပေမဲ့ရဲတွေကသူ့ကိုတပ်ပစ်လိုက်ပါတယ်။မျိုးရဲ့ကြောက်စိတ်နဲ့အာနာပိုင်တွေရဲ့အပြစ်ရှာမှုတွေကြောင့်မတရားမှုတွေဆက်ဖြစ်နေပါတယ်။ နိုယာဟာသူ့ရဲ့တငယ်ချင်းတွေကိုမကောက်ွယ်နိုင်တဲ့အတွက်စိတ်မကောင်းဖြစ်နေပြီသူ့မိသားစုတွေကတယောက်ယောက်ပါဝင်နေမလားဆိုပြီးစိုးရိမ်နေပါတယ်နိုယာဟာခရီးရဲ့အကြောင်းကိုစုံစမ်းတော့ညဘက်တွေမှာခရီးလိုဝက်လုံနေတဲ့အရာတွေကိုတွေ့ရှိသွားပါတယ်လူသက်ခံရတဲ့အမျိုးသမီးတွေစီကအမတ်တရားပစ္စည်းတွေကိုပါတွေ့တော့ခရီးကိုတန်တရားဝင်လာပါတယ်ဒါပေမဲ့အမတ်တရားကပို့ပြီးရှုပ်ထွေးပါတယ်ခရီးဟာသူ့ရဲ့ဂျပန်အမေရိကန်အိမ်ကြီးချင်းတွေဖြစ်တဲ့ဆိုနိုနဲ့ယုတ်ကို ောထဲမှာလှုပ်ဝက်စွာကူညီပေးနေတာပါအကိုဖြစ်သူရေးဟာလက်နက်ဆက်ရုံမှာပောက်ကွဲမှုဖြစ်ပြီးတည်သွားပြီလို့ထင်ထားပေမဲ့အသက်ရှင်နေပါတယ်ရေးဟာရိုစီလူတသမားအစ်စ်ဖြစ်နေပါတယ်သူဟာနိုယော့လိုမျိုးသမီးတွေကို မုန်းတီးပြီးအမျိုးသမီးတွေကိုဒုက္ခပေးချင်နေတာပါရေးဟာသူ့ရဲ့တည်ဆုံးမှုကိုအတုအယောင်လုပ်ပြီးနာမည်အစ်စ်နဲ့နေထိုင်နေပါတယ်သူဟာနိုယက်လိုမျိုးသမီးတွေကိုအပြစ်ပေးဖို့အတွက်လူတက်မှုတွေကိုကျူးလွန်နေတာပါ။ရေးဟာ နိုရာရဲ့ကပ္ပူဖြက်စီးပစ်လိုက်ပြီးသူ့မိသားစုတွေကအမောင်ထုကိုရင်ဆိုင်ဖို့နိုရာကိုတုံ့ပို့လိုက်ပါတယ်။လူတက်မှုတွေဆက်ဖြစ်နေတော့မြို့သူမြို့သားတွေကြောက်လန့်နေကြပါတယ်။ရဲတွေကအဖြေရှာမတွေ့တော့ရော်နယ်လက်ဆိုတဲ့လူကိုလူတက်မှုနဲ့ဆွဆွဲပြီးတပ်ပစ်လိုက်ပါတယ်။လူတွေကတပ်ပင်းချပေမဲ့နိုရာနဲ့ဂျိုးတို့ကလူတက်သမားအစ်စ်ဟာလွတ်မြောက်နေစေဆိုတာကိုသိနေပါတယ်။ရိုဂျာတည်ဆုံးသွားခြင်းနဲ့အပြစ်မဲ့သူတွေကိုဆွဆွဲခြင်းတွေဟာကြောက်ရွံ့မှုနဲ့ မုံတိမှုရဲ့အနေအရတွေကိုဖော်ပြနေပါတယ်။အာနာပိုင်တွေဟာအမှုကိုမြင်မြန်ပိတ်ချင်တာကြောင့်လူသက်သမားအစ်ကိုလွမြောက်စေခဲ့ပါတယ်။နိုယာဟာတရားမျှတမှုမရှိတာကိုသိပြီးသူ့ရဲ့တိတ်ဆိတ်မှုကနောက်ထပ်ဖြစ်စိုးတွေကိုဖြစ်ပေါ်စေနိုင်တယ်ဆိုတာကိုနားလည်နေပါတယ်။နိုယာဟာမိသားစုကိုကာကွယ်ဖို့နဲ့အမှန်တရားကိုဖော်ထုတ်ဖို့ကြားထဲမှာရုန်းကန်နေရပါတယ်။ရေးရဲ့အဖြစ်တွေကသူ့ရဲ့တိတ်ဆိတ်ကိုညှင်းဆဲနေပြီးတို့ဝက်ချက်တွေကသူ့ကိုဖျက်ဆီးတော့မဲ့ပုံစံဖြစ်နေပါတယ်။ တိတ်ဆိတ်မှုရဲ့အကျိုးဆက်ကအသက်တွေဆုံးရှုံးခြင်းနဲ့အပြစ်မဲ့သူတွေပျက်စီးခြင်းပါပဲ။နိုယာဟာသူ့အကိုကိုဖော်ထုတ်ပြီးအရာအလုံးကိုစက်တေးမလား။ဒါမှမဟုတ်အမတ်တရားကို မြှုပ်နှံပြီးသူချစ်တဲ့သူတွေကိုကာကွယ်မလားဆိုတာကိုဆုံးဖြတ်ရပါတော့မယ်။ခရစ်ဟာဆိုနိုနဲ့ယုတ်ကိုလှုပ်ဝက်စွာကူညီပေးနေတာကိုနိုယာသိသွားပါတယ်။ခရစ်ရဲ့လှုပ်ရက်တွေဟာမတရားမှုကိုစန့်ကျင်တဲ့လှုပ်ရက်တစ်ခုဖြစ်ပြီးသူ့ရဲ့စိတ်ဓာတ်ကိုလည်းပြသနေပါတယ်။နိုယာဟာသူ့သားကိုဂုဏ်ယူပေးမဲ့ခရစ်ဟာတန်တရားတွေ အကျန်းဖတ်မှုတွေနဲ့ကြောက်ရွံ့မှုတွေကြောင့်ဘလောက်ထိအနေအများလဲဆိုတာကိုသိလိုက်ရပါတယ်။ဂျိုးရဲ့စုံစမ်းစစ်ဆေးမှုအရာရေးရဲ့ဖြစ်တွေကိုအကုန်သိသွားပါတယ်။ဆန်ဒီယေဂိုမှာလူတက်မှုတွေကနေစီယက်တဲမှာလူတက်မှုတွေထိရေးရဲ့လုပ်ရက်တွေကိုအကုန်သိသွားပါတယ်။ရေးရဲ့လှည့်စားမှုတတိမီမှုနဲ့အကျန်းဖတ်မှုတွေကိုအကုန်ဖော်ထုတ်လိုက်ပါတယ်။နိုယာဟာသူ့အကိုဟာမိစ္ဆာတကောင်ဖြစ်နေပြီးသူ့ရဲ့လုပ်ရက်တွေက ရေးကိုအပိတ်ကူညီနေတယ်ဆိုတာကိုရင်ဆိုင်ရပါတော့မယ်။ ရေးဟာနိုယောက်ကိုအပီးတိုင်တိတ်ဆိတ်သွားအောင်လုပ်ဖို့အိမ်ကိုပြန်လာပါတယ်။နိုယာဟာသူ့ကိုယ်သူကာကွယ်ရပါတော့မယ်။ဂျိုးရဲ့တနတ်နဲ့နိုရာဟာရေးကိုမိမိကိုယ်ကိုခုခံကာကွယ်ရင်းတပ်ပစ်လိုက်ပါတယ်။ဒါဟာတရားမျှတမှုနဲ့ဝန်းနေစရာနှစ်ခုလုံးဖြစ်ပြီးသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုအဆုံးသတ်လိုက်တာပါပဲ။ဂျိုးရဲ့အကူအညီနဲ့နိုရာဟာရေးရဲ့အလောင်းကိုတိုးထဲမှာမြုပ်နှံလိုက်ပါတယ်။ဒါဟာလှုပ်ဝက်ချက်ကိုဖုံးကွယ်ထားခြင်းဖြစ်ပါတယ်။ ရေးရဲ့အပြစ်တွေရှက်စရာကောင်းတဲ့လုပ်ရက်တွေနဲ့노ရာရဲ့나ကျင်မှုတွေကိုပါမြုပ်နှံလိုက်တာပါဂျိုးနဲ့노ရာတို့ဟာလှုပ်ဝက်ချက်ကိုထိမ့်သိမ်းထားဖို့သဘောတူညီခဲ့ကြပါတယ်နောက်ရက်တွေမှာ노ရာတို့မိသားစုဟာပြန်လည်ကောင်းမွန်လာပါတယ်ခရစ်ကလည်းဒန်ယာတွေကနေပြန်ကောင်းလာပြီးဂျိန်းကလည်းပုံမှန်တိုင်းပြန်ဖြစ်သွားပါတယ်노ရာကလည်းဂျိုးနဲ့တငယ်ချင်းအဖြစ်ပေါင်းသင်းဆက်ဆံရင်းအားစေးတွေတောက်ပါတယ်လူသက်သမားတည်သွားပြီလို့လူတွေကထင်နေကြပါတယ် နိုယာရဲ့တိတ်ဆိတ်မှုကအကာအကွယ်တစ်ခုဖြစ်တယ်လို့နာကျင်စေတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။စစ်ပွဲကဆက်ဖြစ်နေပေမဲ့နိုယာရဲ့စစ်ပွဲကအတိတ်ကိုမေ့ပစ်ဖို့ခွင့်လွှတ်ဖို့နဲ့ရဲရင်စွာဆက်လျှောက်လမ်းမှုပါပဲ။မိတ်ဆွေတို့ရေဒီစာအုပ်ထဲမှာစစ်တွင်းအမေရိကန်ပြောင်စုရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘဝတွေကိုမြင်တွေ့ခဲ့ရပါတယ်။နိုယာရဲ့တတိခရီးရဲ့သူရဲ့ကောင်းဆောင်မှုဂျိုးရဲ့စုံစမ်းထောက်လှမ်းမှုတွေကနေတင်ငန်းစာတွေရယူပြီးမိသားစုကိုကာကွယ်ဖို့မတရားမှုတွေကိုတွန်းလှန်ဖို့အားပေးတိုက်တွန်းပါတယ်။ နောက်ထပ်စာအုပ်ကောင်းတွေနဲ့ပြန်ဆုံတွေ့ကြမယ်နော်